မင်္ဂလာပါညနေဗီဒီယိုမှာတော့ Mi Stable Phone တွေမှာ browser ကနေ download လုပ်ထားတဲ့ UK file တွေကို install တင်မရတာတွေကိုရအောင် ဖြည့်ရှင်းကြည့်မယ်เนาะ Mi Phone တွေမှာက global version မှာဆိုရင်ဒီပြဿနာကမကြုံရဘူးပေါ့เนาะအကယ်လို့ကိုယ့်ရဲ့ phone က stable version ဖြစ်နေလဲဆိုရင် third party app တွေကို install တင်တဲ့အခါမှာတင်မရပဲဖြစ်နေတတ်ပါတယ်ဒီပြဿနာကိုအခုဗီဒီယိုမှာဖြည့်ရှင်းပြပေးသွားပါမယ်ဖြစ်တဲ့ပုံကဖြစ်တဲ့ပုံကဒီလိုပေါ့เนาะကျွန်တော်မနေ့ကဒီ တဒီနော် sorry အတန်မြက်ဒီ eagle app ကိုကျွန်တော် update တော့တာပေါ့နော် update တော့တော့ browser ကနေ download ဆွဲပေါ်တာပေါ့ browser ကနေ download ဆွဲပေါ်တော့ကျွန်တော်တို့သုံးစံတိုင်းပဲ browser ကနေ download ဆွဲတယ်ပြီးရ file manager လေးဝင်တယ်ဒီမှာ eagle app ဒီဒီ to download တဲ့ app ကို install တင်တာပေါ့နော် install တင်တော့ဒီမှာပုံမှန် install နိုင်တယ်ပြီးလို့ရှိရင်ဒီမှာကျေဥစားနိုင်တယ်ပေါ့နော်နိုင်လို့ရှိရင်ကျွန်တော်တို့ update မတက်သွားပင်နဲ့ဒီမှာဒီ get app ရဲ့ဟိုရလာတယ်ပေါ့နော်ဒီလိုပဲဖြစ်နေတယ် အဲ့ဒါနဲ့ကျွန်တော်ဒီဟာ mobile data ရဲ့ wifi ရောပိုက်လိုက်တယ်ပိုက်ပြီးတော့ပြန်ပြီးပြန်ဆန်းကြည့်တယ်ပေါ့နော်ပုံမှန်ဆိုတခြားလုံးတွေဆိုလို့ရှိရင်တော်တော်များများကဒီ data ပိုက်လိုက်မယ်ဆိုအင်တာနက်နဲ့ဒီ wifi ပိုက်လိုက်မယ်ဆိုလို့ရှိရင်ရတာများတယ်ပေါ့နော်ဒီမှာကျတော့ဒီ connect to the internet and try again ဆိုပြီးတော့သူကဒီမှာ internet မရှိရင်လည်းဒီမှာတော်တော်လုံးမရပြန်ဘူးဒါမျိုးပြနေပေါ့နော် connect to internet and try again ဆိုပြီးတော့အာ install တင်လို့မရဘူးပေါ့နော်ပုံမှန်ဆိုလို့ရှိရင် အာအင်တာနက်ပိတ်လိုက်တာနဲ့အာ install တင်လို့ရတာပေါ့နော်တန်ပြီးတော့တော်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 များဖုန်းတော်တော်များပါကအဓိကမကြတော့မရဘူးပေါ့နော်အဲဆိုလို့ရှိရင်ဘယ်လိုလုပ်လို့ရမလဲပေါ့နော်ဘယ်နေရာမှာတော့ပိတ်ရမလဲဆိုတာကိုအခုပြောပြပြသွားပါမယ်ဆိုတော့အရင်ဆုံးအစနေပြန်သွားလိုက်ပေါ့နော် internet ရဲ့ mobile data ရဲ့ပြန်ဖွင့်လာမယ်ဖွင့်ပြီးဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ go down file manager တဲ့ဝင်ပြီးလို့ရှိရင် go down တဲ့ဒီ third party app တစ်ခုကိုထောက်လိုက်ပြီး install တင်လိုက်မယ်နော် ဲဒီမှာအင်ဆောနိုင်လိုက်မယ်။ဒါဆိုဒါမျိုးပြရမယ်ဗော။ဒါမျိုးပြနိုင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီအပေါ်နားလေးကဒီမှာစက်တင်ပုံစံလေးရှိတယ်။ဒီစက်တင်လေးကိုဝင်လိုက်မယ်။ဝင်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာဒါလေးတစ်ခုနဲ့ဒါလေးတစ်ခုနဲ့ Okay ဒီမှာဆိုလို့ရှိရင်ကျွန်တော်ပိုက်လိုက်မယ်။ပိုက်တဲ့နေရာမှာသူက Xiaomi ကပတ်ဆော့ရှိတယ်စကရင်လော့ရှိတယ်ဒီဒီ fingerprint နဲ့ပိုက်မလားဘောနော်ကျွန်တော်စကရင်လော့နဲ့ပဲပိုက်လိုက်မယ်နော်ဒီကောင်ကစကရင် စကရင်တော့ကအလုပ်တဲ့ချိန်မှာပေါ်ခြင်းမပေါ်ဘူးနော်အကယ်လို့မပေါ်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်အပြင်ကနေရယူတော့ပြပေးမယ်နော်ဒါဆိုကျွန်တော်တို့ဒီမှာ stand up sorry ဒါကိုပတ်ကျင်နေဆိုလို့ရှိရင်ဒီမှာဆို Xiaomi ကို Xiaomi ကပတ်ဆိုကကျွန်တော်မှတ်မိဘူးအဲ့ဒါကြောင့်မို့စကရင် log နဲ့ပိုက်မယ်ပိုက်မယ်ဆိုလို့ရှိရင်စကရင် log ကိုနိုင်ပြီးလို့ရှိရင်ဒီဘာလေးကိုဒီချက်လောက်နိုင်လိုက်မယ်နိုင်ပြီးလို့ရှိရင် stand up ကိုနိုင်လိုက်မယ်ပြီးလို့ရှိရင် password ရိုက်ထလိုက်ပါနော်ရိုက်ပြီးရင် continue ကိုနိုင်လိုက်မယ်โอเคဒါဆိုဒီကောင်ပိုက်ပါပြီပေါ့နော်ပိုက်ပါပြီဆိုအောက်ကဒီမီ product ကိုလည်းပိုက်လိုက်မယ်နော် တပိပတ်တက်ကိုတချက်နဲ့လိုက်မယ်နဲ့လိုက်မယ်ဆိုလို့ရှိရင်ဒါမျိုးပြရမှာကျွန်တော်တို့ဒီအပေါ်နာလေးကအဆက်30ရှိတယ် sorry ဒီပေါ်နာလေးမှာပေါ့နော်အမှအဆက်30ရှိတယ်အဆက်30ရှိတယ်ဒီကောင်လေးကိုတချက်ကျွန်တော်တို့နိုင်လာမယ်နိုင်လာမယ်ဆိုလို့ရှိရင်မီပရိုတက်ဆက်တင်ဆိုပြီးတော့ပြရလာမယ်အဲ့ဒါလေးတချက်ဝင်လိုက်မယ်အဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီအပေါ်ကိုပြောင်းလိုက်ပေါ့နော် ပြောင်းလိုက်မယ်ဆိုလို့ရှိရင်ဒီမှာဒီမှာကျွန်တော်တို့ turn off ကိုပြန်နှိပ်လိုက်မယ်နော်ဒါမျိုးပြရင်တန်အောက်ကိုနှိပ်လိုက်မယ် ဒီကျွန်တော်ဒီမှာ finger ပေးလိုက်ပါနော် okay အားဒါကိုလိုက်ပြီးတော့ကျွန်တော်တို့အားဒါမနိုင်လေရနော်ဒီအပေါ်တော့တခုနိုင်ပါစာရေးရပြင်းနေဆိုလို့ရှိရင် smith နိုင်လိုက်နော်သူက thank you ရ feedback ဆိုပြီးတော့ okay အဲ့ဆိုလို့ရှိရင်ကျွန်တော် ပြန်ထွက်ပြီးတော့ပြန်ဒီ update လုပ်ကြည့်မယ်နော်ဒါဆိုလို့ရှိရင်ဒီမှာသူက အာတော့ဘောလာရဆက်ပရမတော့တစ်ခုပဲပေါ့နော်ပေါ်ကတရုပ်သားတစ်ခုရဲ့အောက်ကဒေါင်းအပ်ဒိတ်တစ်ခုရဲ့ဒါပဲပေါ့အခုကြတယ်မှာအပ်ဒိတ်ဆိုပြီးတော့မိမ့်မိမ့်လေးပေါ်တယ်ဒီပေါ်နေတဲ့ဟာကိုကျွန်တော်ဒီဘက်တောင်းနာလေးမှာအမှတ်ချဖို့တော့ဒီအဆက်လေးရှိတယ်နော်ဒီအဆက်လေးကိုမှတ်ချလိုက်မယ်ဒါဆိုလို့ရှိရင်ဒီမှာအပ်ဒိတ်ယူပြီးတော့ပေါ်လာပြီပေါ်လာပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာအပ်ဒိတ်နှိပ်ပြလိုက်မယ်ပြီးလို့ရှိရင်โอเคနှိပ်ပြလိုက်ပေါ့နော်ဒါဆိုရင်တော့ ဒီ update လောက်သွားပြီပေါ့နော်အခုဒီကောင်ကတော့ update မဖြစ်ဘူးဘာလို့လဲဘာလို့လဲဆိုတော့ file ဘယ်လိုပြောမလဲအဟောင်းရှိနေလို့ပဲဖြစ်မှာနော်ကျွန်တော်ဒီမှာ အဟောင်းအရင်တစ်ချက်ဖြတ်လိုက်မယ်ဒီကအဟောင်းကိုဖြတ်လိုက်မယ်ပြီလို့ရှိရင်ပြန်ပြီးတော့ပြန်ထိုက်ကြည့်မယ်โอเค install နိုင်မယ်ပြီးလို့ရှိရင်ဒီမှာ set နိုင်မယ်ပြီးလို့ရှိရင် install ကို set လိုက်ပေါ့နော် โอเคဒါဆိုလို့ရှိရင်ကျွန်တော်တို့ install လုပ်လို့ပြပါ යි ပေါ့နော်ဒီမှာ eK app ကိုအပြင်မှာတွေ့ပြီပေါ့ဆိုတော့လောက်တဲ့နေ့ကလောလောလေးပါနော်လောက်တဲ့နေ့ကဒီလောက်တဲ့နေ့က file ကိုဝင်လိုက်ပြီးလို့ရှိရင် go down ကိုအထည့်ရင်တဲ့ app ကိုတစ်ချက်ထားပေးလိုက်ပြီးလို့ရှိရင် install ကိုလိုက်ပေးလိုက်ဒါမျိုးပေါ်နေမှာဆိုလို့ရှိရင်အပေါ်နားမှာ setting ရှိတယ်ဒီ setting လေးကိုတစ်ချက်နိုင်လိုက်ပြီးလို့ရှိရင်ဒီအပေါ်ကတစ်ခုရယ် ီကောင်သူပွင့်နေလိုက်မှာနော်ပွင့်နေမှာဆိုလို့ရှိရင်ဒီကောင်ပိုက်လိုက်ပြီးလို့ရှိရင်အောက်ကဒီဒီကောင် on နေတယ်ဆိုလို့ရှိရင်ဒီကောင်ကိုပိုက်လိုက်ရင်ဒါကျွန်တော်တင်လို့ရပြီပေါ့နော် install တင်လို့ရပြီဒါတော့ကျွန်တော်ပြန်ဖွင့်ရတယ်ပေါ့နော်ဒီကောင်ကိုပိုက်လိုက်မယ်တောက်ပိုက်လိုက်မှာဆိုလို့ရှိရင် အဲ့ဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ပေါ်လာပြီပေါ့နော်ဒီမှာ insert တင်လို့ရပြီဆိုတော့အာဒီ video ကတော့ဒီလောက်ပါပဲအာအဆင်မပြေတာပဲဖြစ်အခုသိကျင်တာရှိမယ်ဆိုလို့ရှိရင် video ရဲ့ comment အောက်မှာရေးခဲ့ပေးပါနော် video ကိုစောင့်နေသည့်ကြည့်ပြီးတော့ကျေးဇူးတင်ပါတယ်